အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုခေတ်မှာလူငယ်တော်တော်များများကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေများလာတာကိုတွေ့ရပါတယ်ဘာဖြစ်လို့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာလဲဆိုတာမျိုးတော့အများစုကဝန်ထမ်းမလုပ်ချင်ကြလို့ပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းပြချက်နဲ့ဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးတိတ်ပြီးတော့အောင်မြင်ဖို့လည်းမဖြစ်နိုင်ဘူးဘဝမှာကိုယ်ပိုင်လှုပ်လှုပ်ဖို့အတွက်အခြေခံယူမှန်းချက်တွေရှိဖို့လိုအပ်ပါတယ်။ဘလို့ယူမှန်းချက်လဲဆိုရင်တော့ နံပါတ်၁ယုံကြည်မှုလက်ရှိကမ္ဘာပေါ်မှာမြန်မာနိုင်ငံမှာအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေကိုတတိထားကြည့်ရင်သူတို့စီမှာယုံကြည်မှုရှိတာကို တွေ့ရပါတယ်သူတို့ယုံကြည်တဲ့အရာကိုဈေးကွက်တင်ပို့ကြတယ်သူတို့အိမ်မက်တွေကိုအသက်သွင်းကြတယ်အဲ့ဒီယုံကြည်ချက်ကမှလူတစ်ယောက်ကိုအောင်မြင်စေတာမနှက်ခင်းတိုင်းလန်းဆန်းစွာနိုးထစေတာကိုဟာလုပ်ငန်းတစ်ခုကိုလုပ်ကင်မယ်လို့စိတ်ကူးတဲ့အခါဒီလုပ်ငန်းလုပ်ဖို့အတွက်ဘာကြောင့်ယုံကြည်ချက်ရှိတာလဲဒီလုပ်ငန်းကလူတွေကိုဘယ်လိုကောင်းကျိုးပြုစေမယ်လို့ယုံကြည်တာလဲဆိုတာကို တေချာစမ်းစစ်ကြည့်ဖို့လိုအပ်ပါတယ်လူတယောက်ကသူကိုယ်တိုင်မယုံကြည်တဲ့အရာတစ်ခုကိုသူများလက်ခံလာနိုင်အောင်ဘလို့မှလုပ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ပထမဆုံးရှိတင်တာကဒီလုပ်ငန်းလုပ်ရခြင်းအကြောင်းရင်းကကိုယ့်ရဲ့ယုံကြည်မှုကြောင့်ဖြစ်ဖို့လိုအပ်ပါတယ်နံပါတ်1စိတ်အားတက်ကြွမှုဒီအလုပ်ကိုလုပ်ဖို့ကိုယ့်ကိုစိတ်အားတက်ကြွစေတဲ့အရာတွေကဘာတွေလဲ ဒီချက်ကပထမအချက်ဖြစ်တဲ့ယုံကြည်ချက်ကနေဖြစ်တည်လာပြီးဆက်လက်စ조사အားထုတ်သွားဖို့အတွက်အားအင်တွေပေးပါတယ်လူတွေကိုကူညီပေးရတာကအားအင်တွေဖြစ်လာစေတာလားဒီနယ်ပယ်မှာရှိတဲ့လူပုဂ္ဂိုလ်တွေကကိုယ့်ကိုစိတ်အားတက်ကြွစေတာလားကိုယ့်ရဲ့လွတ်လွတ်စွာကင်တွဲဆုံးဖြတ်နိုင်မှုကကိုယ့်ကိုစိတ်အားတက်ကြွစေတာလားအဲ့ဒီလိုမျိုးကိုယ့်ကိုအားအင်ဖြစ်ပေါ်စေတဲ့အရာတွေဒီအလုပ်လုပ်ဖို့တွန်းအားပေးတဲ့အရာတွေမနှက်ခင်တိုင်းနိုးထစေတဲ့အရာတွေကိုတေချာစမ်းစစ်ကြည့်ဖို့လိုအပ်ပါတယ် နံပါတ်3စီကန်းရှိမှုလူတစ်ယောက်ကကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်သွားမယ်ဆိုရင်နေချင်းတလို့နေထိုင်ချင်းတလို့ထိုင်ပြီးကိုယ်လုပ်ချင်တာလုပ်လို့ရမယ်လို့ထင်နေရင် ကိုယ်ဘဝကိုပိုပြီးပျက်စီးစေနိုင်ပါတယ်စီးရီပေါင်းတွေနဲ့မရှိတော့ဘူးဆိုတာမှန်ပေမဲ့ကိုကိုကိုစီကန်းတကြမထိန်ချောင်းနိုင်ရင်ကိုယ်ပိုင်လုပ်ငန်းလုပ်တာမဟုတ်ပဲအလုပ်ထွက်ပြီးထိုင်စားနေတာနဲ့တူနေမှာပဲဖြစ်ပါတယ်နံပါတ်4ကောင်းပါမှု ဘဝမှာကိုပိုင်စည်းဝါးရေးနဲ့အောင်မြင်နေတဲ့သူတွေကိုကြည့်တဲ့အခါသူတို့ဒီနေရာထိရောက်အောင်ဘလောက်ရုန်းကန်ခဲ့ရလဲဆိုတာကိုလူတွေလေ့လာဖို့လိုအပ်ပါတယ်။အောင်မြင်တဲ့လူတယောက်ကဘလောက်တောင်ကြာရှုံးခဲ့ရလဲဘလောက်တောင်အခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကိုလူတွေကသတိမထားမိကြပါဘူး။အောင်မြင်ဖို့အတွက်လူတယောက်မှာခေါင်းမာဖို့လိုအပ်ပါတယ်။ဘလို့အခက်ခဲနဲ့မဆိုကြုံတွေ့လာတိုင်းဘလို့ကြာရှုံးမှုမျိုးနဲ့မဆိုကြုံတွေ့လာတိုင်းငါပြန်ထမယ်ငါရောက်အောင်သွားမယ်ဆိုတဲ့ခေါင်းမာမှုတော့ရှိဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ကြာရှုံးတာနဲ့ငကိုနေရပြန်ရောက်သွားမှာပဲဖြစ်ပါတယ်။ဂျက်မပြောဘူးတဲ့စကားတခွန်းရှိတယ်။မင်းအောင်မြင်ပြီးရင်တော့မင်းကြာရှုံးတော့ကအကြောင်းအရာတွေကဂုံယူဝင်းကြွားစွာအခြားသူတွေကိုပြန်ပြောစရာတွေဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။ဒါပေမဲ့မင်းကြာရှုံးနေတော့ရက်တက်လိုက်ရင်တော့အရှုံးသမားတယောက်အနေနဲ့ပဲလူတွေတိကျလိမ့်မယ်။နှစ်ပတ်ငါဥပိ္ပခါပြုမှုစူးစမ်းနေတဲ့အချိန်နဲ့အောင်မြင်မှုအကြမ်းမှာထားတင်တာကတော့ဥပိ္ပခါပါပဲ။ ဒီကောင်တော့အလုတ်ပြုတ်တာဆုတ်ပြက်နေတာပဲအရင်အလုတ်ပဲပြန်လုတ်ပါလားမလုတ်တာကမှကောင်းဥမဲ့လူအောက်ကျနေရတာရှက်စရာကြီးစသဖြင့်ပေါ့လူတွေပြောကြလိမ့်မယ်ဘဝမှာကိုပါလိုချင်တာလဲကိုအိမ်မက်ကဘာလဲဆိုတာကိုသာခေါင်းလဲထည့်ထားပါကြံတဲ့အရာတွေမှန်သမျှကအရေးမပါဘူးဘသူတွေဘာပြောပြောအရေးမပါပါဘူးဘလို့မှုရာတွေပဲလုတ်လုတ်အရေးမပါဘူးဆိုတာကိုခေါင်းလဲထည့်ထားဖို့လိုအပ်ပါတယ် အခုဆိုရင်ဘဝမှာကိုယ်ပိုင်လှုပ်လှုပ်ဖို့အတွက်လိုအပ်တဲ့အခြေခံရည်မှန်းချက်တွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။